ားလုံးပဲမင်္ဂလာပါခင်ဗျာအရော်ဒီဗီ page နဲ့ကြိုဆိုပါရစေဒီနေ့အိမ်မှာဘာချက်မလဲဆိုလို့ရှိရင်ကျွန်တော်အသီးနှံမျိုးကိုချက်ပါမယ်အာပရမတ်တစ်ခုကတော့ကျွန်တော်ခင်းသီးကိုမြှုပ်ပြီးတော့ချက်ပါမယ်နောက်တစ်ခုကတော့ကျွန်တော်ဘော်တကားသီးကိုအစိမ့်တုံးမှာဖြစ်ပါတယ်နော်ဒီနေ့ဘာချက်မလဲဆိုလို့ရှိရင်ခင်းသီးမြှုပ်ကိုမှအဲကျွန်တော်ပြန်ကြော်မှာပေါ့နော်ပုံမှန်ဆိုလို့ရှိရင်ခင်းသီးမြှုပ်ကတုတ်တာပေါ့ဒီနေ့ကတော့အာကြော်မှာဖြစ်ပါတယ်ကဲဒါလေးကိုမှမြှုပ်ထားတဲ့ခင်းအကန်ဒီကိုမှဒီလိုမျိုးအခွန်လေးတွေအဲဒီမဲတဲ့ဟာတွေကိုခွာလိုက်ပါမယ်နော်ဆိုတော့ကမြို့ထရကန်ဒီကိုဒီလိုမျိုးအာတန့်ရှင်းအောင်ခွာလိုက် တာပေါ့နော်ဒါလေးတွေမှာကျွန်တော်တို့ချက်ရလွယ်အောင်ဘယ်လိုလုပ်မလဲဆိုလို့ရှိရင်အတုံးလေးတွေတုံးမှာပေါ့နော်တကယ်လို့အတုံးမတုံးဘူးဆိုရင်လည်းရတယ်ဒီတိုင်းကျွန်တော်တို့အလုံးလိုက်နှက်လည်းရတယ်ဒါပေမဲ့ကျွန်တော်တို့ဒီလိုမျိုးအတုံးလေးတုံးလိုက်တာကိုကိုချက်တယ်ရတယ်နော်ဒါလေးအကုန်တုံးလိုက်ပါမယ်ချက်ဖို့ဆိုလို့ရှိရင်ကျွန်တော်ဒါကမြူပြီးစိမ့်နဲ့တက်တုံဖြူထောင်းထားတာဒါကတော့တက်တုံအနီပေါ့နော်တက်တုံအနီလေးကိုကျွန်တော်ရေးခဲ့ပါမယ်ဒါလေးကိုကျွန်တော်ချက်တ်မှာပေါ့နော်ဒီလိုရှိရင်တော့ခဏလေးနည်းနည်းထည့်ပါမယ်ဒီဒီ လို့ရှိရင်ကျွန်တော်ပတ်သက်လို့ရှိရင်ယုတ်ကြည့်ခဲ့ပါမယ်။ Okay ။ဒါမှမဟုတ်ကျွန်တော်ဆက်ပြီးတော့မှပြသပါမယ်နော်။ Okay ။ဒါလေးအနေမှုလိုက်လို့ရှိရင်ဆိုတော့ကကျွန်တော်တို့ဒီကအာစတင်ထားတဲ့ candy တွေထည့်ပါမယ်နော်။ထဲဥမှာကျွန်တော်ဒီလေးနည်းနည်းထည့်ပါမယ်။ဒီမှာတို့ချင်းကျွန်တော်တို့လည်းဆူလာပြလို့ရှိရင်အရသာတို့ချင်းကျွန်တော်စားလေးထည့်ပါမယ်။ တို့ရှင်နံပြာရေးပြီးခဲ့တယ်နော်တကယ်လို့အသားမှုတ်ကြလို့ရှင်အသားမှုတ်ထည့်လို့ရတာပေါ့နော်ဒါလေးကိုမှကျွန်တော်နည်းနည်းပြည့်အောင်ဆက်ပြီးတော့မှချက်ပါမယ်ဒီဒီထားဆိုရင်ကျွန်တော်တို့ကခက်ပြစ်ပြစ်ကလေးပေါ့နော်စာချင်တဲ့တွေ့အကြောင်းရရယူပေါ့နော်ဒါပေါ်မှာကျွန်တော်မလုပ်မလို့ဆိုရှင်နန်းနန်းမင်းလေးဥပါမယ်နော်နန်းနန်းမင်းလေးဥပလို့ရှင်ကျွန်တော်တို့ခင်းလေးမြေဖုတ်ချက်ကလေးကရယူပေါ့နော် ဒီဟာကတော့ကောရခါတီအစိမ့်တုပ်ပေါ့နော်ကောရခါတီကအစိမ့်တုပ်တယ်စားလို့ရတယ်ပြီးလို့ရှိရင်ကျွန်တော်တို့အပြုတ်ပြီးတုပ်လဲရတာပေါ့နော်ဒါကတော့ကျွန်တော်ကောရခါတီကိုမှခွန်ခွာပြီးတော့မှဒီလိုမျိုးအမြောင်းလေးထိထတာအဂျင်းနဲ့ချင်းနဲ့ရတယ်ပေါ့နော်ကဲဘာကြီးဘာကြီးထည့်ရမလဲဆိုလို့ရှိရင်အရင်ကြည့်ရအောင်ဒါကတော့ကျွန်တော်မြူသီးစီကျော်ပေါ့နော်ကျွန်တော်အရင်ကကျွန်တော်တုပ်ပြီးမှတုံးနဲ့မြူသီးစီကျော်လေးထည့်မယ်ဒီပါနော်ဒီရင်ကျွန်တော်ဒီမှာအာစီချက်ထည့်ပါမယ်တက်တုံအဖြူစီချက်ပေါ့နော်ညီဆိုရင်လည်းရတယ်နော်ဒါကတက်တုံအဖြူကျော်လေးထည့်မယ်ပြီးရှင်ကျွန်တော်ဒါညီပဲ ရေရေလေးမြင်မြထင်မှာပေါ့နော်အာဒါကတော့ကျွန်တော်တို့အာ chili sauce ပေါ့နော်ဒီကတော့ chili sauce မထည့်ပဲနဲ့ဘာထည့်လို့ရလဲဆိုချင်ခင်းရင်ကြီးကိုကျွန်တော်တို့အာပြုတ်ပြီးတော့ရှမ်းခေါက်ဆွဲထဲမှာထည့်တဲ့ပုံစံမျိုးပေါ့နော်အဲ့အဲ့လိုလည်းထည့်လို့ရတယ်အာပြုလို့ရှင်ဒါကမြူတီအလော်ပေါ့နော်ပြုလို့ရှင်ဒါဒီကနှမ်းတော့ထည့်နော်နှမ်းတော့ထည့်မယ်နောက်တစ်ခါဘာထည့်ရလို့ရှင်ကျွန်တော်တို့ခရီးစီထည့်ရပါမယ်ဒီသေးကိုနော်စားလေးနည်းနည်းထည့်မယ် ့လို့ရှိရင်ကျွန်တော်တို့ပဲငံပြာရည်အပြစ်လေးနည်းနည်းထည့်မယ်။နောက်ပဲငံပြာရည်အကြည်နည်းနည်းထည့်ပါမယ်။ငံပြာရည်လေးနည်းနည်းထည့်နော်။ကြဲလို့ချင်းချင်းနဲ့ဆိုလို့ရှိရင်တော့ကျွန်တော်တို့တံပြာလေးညှစ်ထည့်လို့ရတယ်။ဒါမှမဟုတ်ရှိရင်လည်းကျွန်တော်တို့ရှာလကာရည်အမဲဝင်လေးတုံးလို့ရတယ်ပေါ့နော်။ကျွန်တော်ကဒီလေးကတော့နည်းနည်းလေးနည်းနည်းချွတ်ချွတ်စိမ့်စိမ့်လေးဖြစ်ရှင်တဲ့အတွက်ကြောင့်တံပြာလေးညှစ်တော့ပေါ့နော်။ကြဲဒါလေးကိုမှကျွန်တော်နည်းပါမယ်နော်။ Okay ဒါဆိုလို့ရှိရင်ကျွန်တော်တို့ကော်ကာတီအစိမ့်တို့ပြီးရပါတော့နော်။ โอเคဒါတော့ကျွန်တော်ဆိုတော့ချက်ပြပြီးခဲ့တယ် KNE ကိုမီးဖုတ်ပြီးတော့มาချက်တာပေါ့เนาะဒီ KNE ကတို့ချင်ကျွန်တော်အရန်ကိုมาချက်တယ်ထမင်းနဲ့နည်းစားလို့ရှိရင်အရန်ကိုมาကောင်းတယ်နောက်ခုဒါကတော့ကျွန်တော်တို့ဒီကိုတခါဒီအစိမ့်တုတ်ပေါ့เนาะအစိမ့်တုတ်ဒီလည်းအရန်ကိုมาစားပါမှာတယ်ကဲဒါဆိုကျွန်တော်စားပြီးတော့มาစားပါမယ်เนาะဒီပါကျွန်တော်ဆိုတော့ပြောသလိုပဲဒီ KNE မီးဖုတ်ကိုมาချက်ထားလေးကိုထမင်းနဲ့နည်းပြီးစားလို့ရှိရင်အရန်ကိုมาထမင်းစားပြင်တယ်ပေါ့เนาะ YouTube ဟင်းတစ်မျိုးနဲ့ပို့သူကစားလို့ရတယ်เนาะ ာလေးကပုခါဒီစိတ်တုပ်လေးပါတို့မိလာပါလေဆိုတော့အားရတဲ့ကျွန်တော်ကိုတိုင်းရင်းပေါ့နော်ဒီနေ့ကစထားတဲ့ကိုတိုင်းလေးပါဒါတော့ကျွန်တော်တို့အချိန်ရင်းပေါ့နော်ဒီအရည်တော်ကိုမှစားကောင်းတယ်ဒါလေးနဲ့တင်လိုက်ဦးနော်အားပါရအောင်နေရှိမှာစားလို့မင်းအင်းဒီနေ့တော့ ဒီ candy ဒီ book ချက်ရတယ်ဒီကောင်မှာ select ဖြစ်တယ်